ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အဲ့ရရနောက်မှာလိုက်နေရကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့ တောက်ကြပြီးရခါမှာတနေနာပြီးတော့အင်းကကန်ဆိုးနေတာကကျတော့တတာဘရေးနဲ့ဗုဒ္ဓဦးနေကတော့တတော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ်နော်ကန်ချောင်းလေးရနေတယ်ပြောရမယ်ဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဦးရီသားသမီးတွေကဘာရကန်ကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ okay တယ်ကြီးပွားရေးလုံလားဘာလုံးလဲအကုန် okay တယ်အကုန်အဆင်ပြေတယ်ဘာပြန်တာမှမရှိဘူး အဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုစီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့တတိယဒေသမိများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေးစနေစနေသားမိများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုသူကကြတော့အရင်တော့ကရက်တက်နေခဲ့တဲ့အရာတွေဆိုတော့ လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းကနေဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချက်လဲစောင့်ရပေးမယ်။အဲအဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ခြုံပြီးပြောတာနော်။စီးပွားရေးလူမင်းနဲ့ခြုံပြီးပြောတာ။ဒီနေရာမှာအခြေရေးတွေပါမပါဘူး။နော်။အဲ့လိုမျိုးပြောလို့ရတယ်။ အဲနောက်တစ်ချက်ကျတော့ဘာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကုညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့တခုတော့ရှိရပါဘူးကိုဘေးနားမှာဘယ်ကောင်းမတောင်းတာဖြစ်စေတောင်းတော့မတောင်းတော့ဘူးရကိုတကယ်လုံရင်ကုညီမဲ့သူတွေရှိတာလို့ဆိုတော့ဘေးနားနဲ့နဲ့စောင်းပြီးကြည့်လိုက်တရောလောက်ရှိနေကုန်လုံလို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့ အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြတဲ့သမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုသူတို့ကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လာတွေမှာရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်သူတို့ကအရင်လာတွေမှာလည်းကံဆိုးရာတွေလည်းရှိမယ်အဆင်ပြေရာတွေလည်းရှိမယ်ဒါပေမဲ့အဆင်ပြေရာတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးအော်ဒီလာထဲမှာပတ်သက်တဲ့မိများနေတွေကဟိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို ဗန်လန်ညီညီထိန်းထားနိုင်တော့ဘာပြက်နာမှမရှိဘူးကံလည်းအကြီးကျယ်မစိုးဘူးကိုကံလည်းအကြီးကျယ်မကောင်းနေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထဲမှာထိစီရရင်ထည့်ထားတာဖြစ်တယ်ကဲအဲ့လာပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရအောင်လဲဆိုတော့တနင်းနာသားသမီးရကြတော့ကံဆိုးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြပါတော့သူတို့စူးစမ်းအားထုတ်တယ်မြဒီကာလမှာအစီအမေဆိုတော့ ိုးတနေ့ဝိသာသမီးများဗျာတရားရတရားလုံးရင်သားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနေ့နဲ့သမီးများအနေနဲ့ကတော့တရားလုံးမယ်ဆိုရင်တော့60 90လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအချိန်ညမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်နေနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးအာတနေ့နဲ့သမီးများလည်း okay ပါပဲတခုတော့ရှိတယ် ဟိုဘာလုပ်ရမလဲဆိုပြီးဖြာများနေတော့အဲ့ဒီတတိယသားမိကကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတစ်ခုတစ်ခုအเจ้าတစ်ခုတည်းကိုအเจ้าတစ်ခုတည်းအလောက်တစ်ခုဆိုအလောက်တစ်ခုတည်းကိုတော့စိတ်ကုဆိုစိတ်ကုတစ်ခုတည်းကိုပဲဥတည်ပြီးတော့သွားထားရင်တတိယသားတွေကဖြာခံလုံးနေပို့တိုးလာမှုရှိတယ်နောက်ပြီးရဲ့ခါကျတော့နောက်ထပ်အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲအင်္ဂါရဲ့ဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိယကသူတို့မှာကဘာလုံးလုံး ကိုလို့ရှိပါတယ်ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖွားလို့ရှိပါတယ်ဘာလို့ရှိပါလဲညာလို့ရှိပါလဲဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်ဘာလို့လဲဒီကာလမှာအချစ်ခံရလို့ပြောရတာနော်အင်္ဂါလာသမီးတွေကအချစ်ခံရခြင်းအနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာချစ်ခံတာများလေလေကံကောင်းလာကံကောင်းလာပြီးပုံများလာလေပေါ့ချစ်ခံရတဲ့နေတော့ကံကောင်းလာတွေနေလာမှာပေါ့အဲ့လိုမျိုးတော့ရှိတယ်တဘောကဘယ်လိုခေါ်လဲဆိုတော့ကိုပါလုံးလို့ နမထောင်ပေးနိုင်မဲ့ထောက်ခံပေးမဲ့သူတွေရှိနေတယ်။ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောကြတာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာဂျုံမဲ့ပြပြမှောက်ပဲခုံကမပဲလို့လို့နောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်။အဲ့လိုရှိနေတဲ့လုံးရရှိရလို့စဉ်းပြေ။အင်းဒီနေမှာညံ့နေဆိုတဲ့ထဲမှာစတာရီကိုထိတ်ဆုံးနေကိုထည့်ထားဘာကြောင့်ညံ့တာလဲ။ပြောမှဆိုရင်တော့ ဒီတတာပရိကဘာကြောင့်အញ្ញံဆုံးထဲမှာဖြစ်နေရလဲဆိုတော့တတာပရိကကြတော့သူတို့လုံးတမြအားလုံးကဂျွန်းလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျွန်းလုံးမောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မမြအားလုံးကပြတ်သွားတယ်နောက်လောက်ကိုရွှေ့သွားတာနောက်ဆက်တလာပိုင်းရွှေ့သွားတာ၁၂လပိုင်းရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအားလုံးကအကုန်စင်ပြီးနေရအကုန်โอเคနေရပဲဒီလာတဲ့အရာရောရောက်တော့အကုန်ကဂျွန်းလုံးမောက်ကိုနေဖြစ်ကုန်ချုပ်ထွေးကုန်တယ် နောက်ရက်တွေဖြစ်ကုန်တယ်။အာတရားရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူသွားတယ်။ကိုရပီကိုရသိထိုက်ထိုက်တဲ့အရာတွေကိုတယ်သွားတယ်။အာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာ။အဲ့ဒီလာထဲမှာတော့ကြောင့်စီးပွားရေးအသစ်တွေပါလို့မလုပ်သွင်းဘူး။အလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်တွင်းဘူး။အဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေနေ။တိုးမလာနဲ့။နောက်လည်းမဆုတ်သွားနဲ့။အဲ့လိုပြက်တာမရှိဘူး။အေးအစင်မပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာက ကို့ကြောက်ထဲကြောက်လို့နေပါတိဖြစ်သွားတယ်နဲ့ကန်ဆိုးရင်ကြောက်ထဲမှာလုံးဝဥတုံကြလွားနိုင်တယ်ဒီမှာပါတယ်အကြောင်းစတာပရီကိုကန်ညံ့တယ်လို့ကျွန်တော်နေနဲ့ပြောကြတာဘုဒ္ဓဦးသာသမိယာကြတော့ဘလို့ကန်ညံ့တာလဲဆိုအဓိကကြတော့ဘုဒ္ဓဦးသာသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူတို့ကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရသူထားလိုက်တဲ့နေရသူရောက်သွားတဲ့နေရအားလုံးကကန်ညံ့တဲ့နေရကိုရောက်သွားတာဆိုတော့သူက သူ့ရဲ့ပန်ဝန်းကြီးမှာရှိနေသူတို့ကအကန့်ညံ့နေတဲ့ဖုံးကန်နေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးလည်းသွားပြီးတော့ဟိုသူတပွဲတုံးနဲ့ထိုင်ပြီးရမျိုးတို့စော်ရရဗျာဒီဆိုဆိုရာဥမာဟိုတခုခုဗျာဟိုတဲအောင်မတိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကြမှာ ဟိုတိသွားတာမျိုးတော့ဘာဥမာသာတမီစားမတိအောင်ခိုးလုံးနေရအကောင်အဲအဲ့လူအကောင်နဲ့သွားသွားမိမှာမအဲ့လူနဲ့သွားပြီးတော့မှတမီစားရှိဒါရက်တရင်ပေါက်ကြားပြီးတော့ဒါရက်ရောက်သွားပြီးတော့အဲ့ဟာကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့နေလို့လည်းမရအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချင်းတွေတခုစီကိုရောက်သွားတာမျိုးရှိရယ်နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရတာဒီရဲ့အခြေအနေပဲ ဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမှာမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်လူတိုင်းလည်းအရင်ကံကောင်းနေရမှာမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါရဲ့ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဲ့ဆိုပြီးတော့မှားမပြင်းဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ ကံကောင်းတယ်ဆိုတဲ့ဟာကိုကြည်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့အကောင်းဖြစ်အောင်လုပ်ကြကံစိုးနေရဆဲသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရေထားရှင်စင်ချင်းရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ် ုတိယထဲမှာဒုတိယထဲမှာပါနေတာတော့อืมကြောက်မှာဆိုတော့စနေတွေပေါ့စနေတွေကဒုတိယထဲမှာပါတယ်အဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်ဆက်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲ့ဗီဒီယိုလေးကိုလည်းတွားကြည့်ပြီးပါတော့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာကြော်ရှင်ကြည်နူးကြပါစေ 阿龙，我阿娘我阿娘虚假吧？